အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United အသင်းနဲ့လာမယ့် Premier League ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ကိုယူနေတဲ့အသင်းက Old Trafford မှာ Brighton ကိုစနေနေ့ကစားမယ်7နိုင်မှာပေါ့ဗျာပြီးလို့ချင်း Notre Dame ကိုပေါ့ဗျာအဝေးခွင့်အနေနဲ့ November စနေနေ့မှာဆိုရင်9နိုင်ခွင့်ဖြစ်အဝေးခွင့်ကစားမယ်ဆိုတော့အဲ့ဒီအသင်းကပေါ့ဗျာလက်ရှိ Premier League ခြေဝေးကစားပွဲရှင်မှာရလက်တွေစိုးဝါနေမှုရှိတယ်အထူးသဖြင့် Notre Dame ဆိုပိုလို့တော့စိုးတယ် တော့ဒီလိုအခြေအနေတခုမှာကိုယ်အစ်နေနဲ့အမက်တွေဘယ်လောက်ထိစုဆောင်နိုင်တယ်ရှိမလဲအဲ့ဒီပွဲစီတွေမှာပြီးခဲ့တဲ့ကျွန်တော်တို့ဆန်နယ်လေးနဲ့ပွဲစီရဲပြီးလို့ချင်းလီဗာပူးနဲ့ပွဲစီတွေတုန်းကပေါ်ဖော်မဲ့တဲ့အမ်ရယ်နဲ့ပြနိုင်ပါမလားနေ့စဉ်နေ့ပိုင်းဒီသုံးသင်းကြမှာကွာမှုတွေဘယ်လောက်ထိရှိမလဲဆိုတာကျွန်တော်တို့ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါဆရာသမားတွေအားလုံးပဲမင်္ဂလာပါပမာစုအနေနဲ့ Brighton ဘက်ကိုကြည့်ရလို့ချင်းပေါ့ဗျာ Brighton ကလက်ရှိမှာဆိုရင်အဆင့်တစ်စင်မှာရည်တည်နေပါတယ်ချစ်ပွဲကစားပွဲစီမှာသူတို့အစ်နေနဲ့၃ပွဲနိုင်တယ်၃ပွဲတည်ကြတယ်နှစ်ပွဲရှုံးတာပြီးတော့ရမယ်စနေမယ်ပေါ့ဗျာ ိုယ်နေတဲ့အသင်ကအစဉ်ကိုရမယ်စစ်သွင်းမယ်ဆိုတော့ဒီနေ့တင်းကြမှာတမက်ဖြစ်ကြတယ်တကယ်လို့ Brighton နဲ့ပွေးစီမှာကိုယ်နေတဲ့အသင်ကရှုံးခဲ့မယ်ဆိုရင်ကျွန်တော်တို့ Brighton ရဲ့အောက်ဆုံးကိုရောက်တော့မှာသူတို့အသင်ဘက်ကပေါ့ဗျာဒီ Webedo ဆိုရင်လည်းတကယ်ကိုကောင်းမယ်လေ performance တွေပြနိုင်တယ်ကိုယ်တွေဆိုရင်လည်းပြီးခဲ့တဲ့ပွေးစီတွေမှာဆိုရင်ငကိုသွင်းကိုဒီတပွဲမှာသူတို့တွင်းထားတယ်ပြလို့ချင်းပေါ့ဗျာအာသူတို့ရဲ့အဓိကတောင်ပယ်ကနေကစားနေတဲ့မီတူမှာဆိုရင်လည်း injury ပြဿနာရှိနေတယ်တိုးတော်ညာလည်း မက်ချက်ဆောင်နေနဲ့ပွေးစဉ်မတိုက်ခင်မှာသူ့အနေနဲ့ဒဏ်ရာပဒနာကင်းပြီးတော့ပြန်လာနိုင်ခြင်းရှိတယ်။ဆိုတော့ဒီနေ့သင်ကြားမှာထိတ်တိုက်တွေးမှု၃ဝေးကိုကြားလို့ကြည့်ပါဗျာ။ပြီးကလေးရာသီဒီမှာဆိုရင်မက်ချက်ဆောင်နေတဲ့သင်ကအဝေးခွေးမှာ2နဲ့9နိုင်တာပါဗျာ။ပြီးလို့ချင်းကျွန်တော်တို့က2ဝင်းနဲ့ရှုံတယ်အာကိုရင်ဥထွက်ပုံမှာပေါ့ဗျာ1 3နဲ့ထဲရှုံတာပေါ့ဆိုတော့အဲ့ဒီနှစ်ပွေးမှာကျွန်တော်တပွေးဝင်နိုင်ထားပြီးတော့နှစ်ပွေးရှုံတယ်ဒါကအရှင်နေကောင်းတခုလို့ကျွန်တော်ပြောလို့မရဘူးဘာဖြစ်လို့ဆိုတော့ Friday အနေနဲ့ ပြီးကလေးရာသီတွေမှာဆိုရင်တခွေးကိုကိုယ်ရည်နဲ့အတင်းတဲ့ရာကိုပေကိုဟုတ်တယ်မလားပြီးလို့ရှိရင်အမက်တွေအစင်စရာဖက်ဖက်ကအသားစီးရနေတဲ့အတင်းတင်းဖြစ်တယ်သူတို့အတင်းမှာတခွေးကို quality ကောင်းတဲ့ကစားသမားတွေရှိသလိုကိုယ်မရှင်ဆန်ရည်နဲ့အတင်းရဲ့ကစားသမားအောင်ဖြစ်တဲ့ဝေဘက်ကလည်းအဲ့ဒီအထောင်မှာဆိုရင်တခွေးကိုခြေစွမ်းပြပြီးတော့ဂိုးတွေမြူးနေတဲ့ပလျာဖြစ်တယ်တောက်ပဲတွေကိုကြည့်မလားကိုယ်သမားအပါဝင်ဆန်တဲ့ဘက်တွေကိုကြည့်မလားအဖက်ဖက်ကအသားစီးရနေတဲ့အတင်းတင်းလို့ကျွန်တော်ပြောလို့ရတယ် ဒါပေမဲ့လက်ချီပရီးမီးယားလေးခြေခွေကစားပေးချင်မှသူတို့ရဲ့ဒီပေးရတဲ့ဂိုးကပေါ့7ဂိုးရှိတယ်တိုက်စစ်ကကကျွန်တော်တို့7ဂိုးရတယ်ဆိုတော့ခင်စင်းနဲ့တိုက်စစ်ကြမှာ2ဂိုးပဲกว่าတယ်ဆိုတော့ဒါက Brighton ရဲ့အခြေအနေပေါ့ဗျာကျွန်တော်တို့ဒီ Notre Dame ဘက်ကိုကြားလို့ချင်းပေါ့ဗျာ Notre Dame ကဒီရာသီတကယ်ကိုစိုးရတဲ့ရာသီတစ်ခုလို့ပြောလို့ရပါတယ်အဆင်းဆင်းချီမှရှိနေတယ်ပေါ့ဗျာခြေခွေကစားရတဲ့2ပွေးနိုင်2ပွေးတည်9ပွေးတည်သူတို့ရှုံတာပြီးတော့ရမယ့်9ပဲပဲသူတို့ပိုင်ဆိုင်ရတယ် ဆိုတော့ပြီးခဲ့တဲ့ရာသီမှာဆိုရင်ဘက်ကနော်တွေဘက်ကတကယ်ကိုပါမမဲကောင်းပြီးတော့ယူနေတဲ့အသင်းတဲ့အဖက်ဘက်ကတာလန်ခဲ့တဲ့အသင်းတင်းဖြစ်တယ်။တိုက်စီဘက်ကိုကြည့်ရလို့ချင်းသူတို့အသင်းနဲ့9ကိုရပြီးတော့ခင်စစ်ကသူတို့14ကိုတီးပေးထားရတယ်။တိုက်စင်းနဲ့ခင်စစ်ကြမှာတော်တော်ကိုးကွာမှုရှိသလိုသူတို့အသင်းအဲ့ဒီခင်စစ်ပြဿနာကအာမက်ချက်ဆောင်နေတဲ့အသင်းနဲ့တကယ်ကိုစိုးရတဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရသလိုတိုက်စစ်ဘိုင်းကဆိုရင်လည်းပဲကိုးသွင်းယူမှုအဲ့လောက်ကြီးမရှိသေးဘူး ဆိုတော့ထိတ်တိုက်တွေးမှုကိုကျွန်တော်သုံးပွဲကိုကြည့်ရလို့ချင်းပါဗျာအဝေးခွင့်ကျွန်တော်တို့ဇီဝဲနဲ့မန်ချက်စတာအောင်နဲ့တင်းကနိုင်တဲ့ PK နဲ့ FA ကဲမှာပေါ့ဗျာပြီးလို့ချင်းအင်ကွေးမှာကျွန်တော်တို့မန်ချက်စတာအောင်နဲ့တင်းက2-3နဲ့ရှုံပြီးတော့အဝေးခွင့်ဝဲစီနဲ့ကျွန်တော်ထက်ရှုံးတယ်ဒီမှာလည်းပဲကိုယ်အနေနဲ့တင်းကတပွေးနိုင်ပြီးတော့2ပွေးရှုံးထားပါတယ် Brighton နဲ့ကျွန်တော်ထိတ်တိုက်တွေးခဲ့တဲ့3ပွေးမှာလည်းပဲတပွေးပဲနိုင်ပြီးတော့2ပွေးရှုံးတယ်ဆိုတော့ကိုယ်မန်ချက်စတာအောင်နဲ့တင်းကလက်ရှိ Brighton ဆိုရင်လည်းခက်ခဲကြက်တွေကိုသူတို့ရောက်နေတယ် နော်တယ်မိုးရဲဆိုရင်လေပိုလို့တောင်ဆိုးတယ်သူတို့အစ်နေနေပေါ့ဗျာပြီးကလေးပွေးစီတယ်မှာဆိုရင်ရာလက်တွေကောင်းဝင်မှုအထက်တက်တော့ရှိတယ်ကိုမက်ရှယ်စာအောင်နေတဲ့အသင်းကပြီးကလေး channel လေးကိုကိုရုပ်အထွတ်ပုံမှာဒူးစီနေလုံးဝ performance ဆွဲဆောင်ပွဲတွေနိုင်နေပြီးကလေးနေကပေါ့ဗျာကျွန်တော်လီဗာပူးရဲ့အင်ကွေးမှာ2ဝဲနဲ့ထက်နိုင်တယ်အဲ့ဒီပွေးစီမှာလည်းပဲအဲမိုရယ်ရဲ့နေစနေပိုင်းပြူရတဲ့ကစားွက်တဲ့လုံးဝမထင်မဲတတ်တဲ့အလီပြောင်းနေတဲ့အနိုင်ယူနေစိတ်ချခဲ့တယ် ကစားသမားတွေကိုကြားရလို့ရှိရင်လည်းတူတူတရားဝေးဆွဲဆောင်ရင်လည်းတကယ့်ကိုကောင်းမွန်တဲ့ performance တွေပြပြီးတော့အနိုင်ရလဲတဲ့ကျွန်တော်ထိုက်တန်နေတာပေါ့ဗျာဆိုတော့ဒီလိုပုံစံကျွန်တော်တို့ရှိနေတဲ့အနေအထားတစ်ခုမှာပေါ့ဗျာလာမယ့်ပွဲစဉ်နှစ်ပွဲမှာလည်းအမဲအပြည့်ယူနိုင်ဖို့လိုတယ်ကျွန်တော်ချင်းမှပြောသလိုပါပဲ Brighton တို့မှာအဓိကအားထားရတဲ့တောင်ဝယ်မှာမင်တူမာတို့ဆိုရင်လေပေါ့ဗျာအင်ဂျူပြဿနာနဲ့လွေကျော်ဖို့ရှိနေသလိုသူတို့အစ်မတကယ့်ကိုထောင်တိုက်စစ်မှာလုံးဝခြေစွမ်းပြပြီးတော့ဂိုးသွင်းနိုင်တဲ့ဝိဘက်တို့ရှိနေတဲ့အတွက် United အသင်းအတွက်စိုးရိမ်စရာဖြစ်တယ် တဖက်မှာလည်းကိုမန်ချက်စတာအနေနဲ့အတင်းကလာမစ်ပွေးစီတွေမှာဆိုရင်ပေါ့ဗျာအင်ဂျူရီပြဿနာကနေအပြေးဝလန်းဆဲနေတယ်လီဆန်ဒိုမာတီနဲ့တို့ဆိုရင်လည်းအဲ့ဒီ Brighton နဲ့ပွေးစီမှာရောပြီးလို့ချင်း Notford နဲ့ပွေးစီမှာရောပါဝင်ဖို့အင်မတန်ရာနှုတ်ပဲကျွန်တော်သိကြနေတယ်ဆိုတော့ကျွန်တော်တို့အတင်းဘက်ကနောက်တဲမှာဆိုရင်လည်းအဓိကကောင်းမွေတဲ့ဆွဲဆောင်ရေးကစားသမားတွေကျွန်တော်ရှိလာပြီးကွင်းလီမှာဆိုရင်လည်းပဲကျွန်တော်ရေးရှင်ကွင်းတွေရှိလာတာပေါ့ဗျာဘေးဘက်အချမ်းမှာဆိုရင် Patrick Duko, Diego Dalot ဒီလိုမျိုးအသုံးပြုလို့ရတယ်ကွင်းလီမှာဆိုရင်ကျွန်တော် ကက်ဆီမီရိုဥဂါဒေဘရူနိုဖာနန်ဒက်ပြီးလို့ရှိရင်ကူဘီမိုင်နိုကွင်းလင်ညာဘက်အချမ်းမှာဆိုရင်လည်းကျွန်တော်အာမင်ဒီယာလိုဆိုတော့နေဗတဲရိုမှာလည်းထွန်နေလကောင်းပါပဲမေဆန်မော်ရိုပြီးလို့ရှိရင်မတီးရဲ့ကိုညာတို့ဘရိုင်ယန်အမ်ဘူမိုတို့ဟုတ်တယ်မလားအထောက်မှာဆိုရင်လည်းဘဂျူမိုဆစကိုတို့ပြီးလို့ဆိုရဂျီဂျီကီလိုရှိတယ်ဂိုသမဖက်ကိုကြည့်ရရင်လည်းကျွန်တော်တို့ဒီအိုနာနာတို့နဲ့ဖြတ်သန်းခဲ့ရတဲ့ယာတီတွေပြီးလို့ရှိရင်ရေဒါတို့နဲ့ဖြတ်သန်းခဲ့ရတဲ့ယာတီတွေအခုဆင်နေလဲမန်ကနပွေးစလုံးကလေးရှိတပွေးရတယ် ပြီးလို့ရှိရင်ကျွန်တော်နှစ်ပွဲဒီစွမ်းဆောင်ရင်ကောင်းတွေပြထားခဲ့တဲ့ကိုသမားတယောက်လေးပိုင်ဆိုင်ထားပြီးဖြစ်တဲ့အတွက်အကောင့်ဘက်ကိုဥတည်လာတယ်လို့ကျွန်တော်ဆိုလို့ရတယ်တိုးတော်ညာလဲကျွန်တော်အသေးဖက်ကပြင်စမှုပိုင်းနဲ့ကျွန်တော်အမတန်လိုသေးတယ်ပြီးလို့ရှိရင်တစ်ဖက်အတင်းကိုချိန်ခဲ့တဲ့နေရာမှာလေးနီစီနေပိုင်ဗျူဟာတွေဒီထက်ကောင်းမှာပေါ့အရေးကြီးတယ်ဒါကတော့ Emerald ရဲ့စီနေပိုင်ဆိုင်ရာတွေပေါ့ဗျာသူ့အနေနဲ့လာမည့် Brighton နဲ့ပွဲစီမှာအငါကတော့ဒီ Queen လေးမှာဆိုရင် Bruno Fernandes နဲ့ Ugarte ကိုအသုံးပြုမယ် အဲ့လိုမျိုးဖြစ်တော့ game လို့မရဘူးကျွန်တော်အဲ့ဒီ queen လေးမှာချင်းချင်းပြောရလို့ချင်းအသုံးပြုစေရှင်တဲ့ player တယောက်ရှိပါတယ် Bruno Fernandes နဲ့ Mainu ကိုတွေးပေးလိုက်အစမီရောအနေနဲ့ပေါ့ဗျာ PK တွေပွေးစီတွေမှာကောင်းနေဆိုပေမဲ့လို့သူတို့ကိုစိတ်ချလို့မရဘူး Ugarte ဘိုလို့တော့ဆိုးတယ်ကျွန်တော်တို့ညာဘက်ကွင်းလင်အချမ်းကနေ level 10ရောနဲ့ဆိတ်ဆက်နေတဲ့ Brian Embumo အာမက်ဒီယော်လို့တတော်ကိုဒီကစားသမား၂ယောက်စီကနေကျွန်တော်တို့ပေးပို့မှုနဲ့ပြလို့ချင်းအတွင်းကြီးနဲ့ကစားကွက်တွေအင်မတန်မြင့်ပြည့်ခဲ့ရနေပါပြီ။နောက်တဲမှာဆိုရင်လည်း ကျွန်တော်လီချာရဲပြီးလို့ချင်းဒီလေးတူရမောလို့ချင်းမကွမ်းရလင်နီယူမာဇာရာပြီးလို့ဆိုရင်လည်းအင်ဂျူရီကနေတက်တာလာဒီလိုကျွန်တော်တို့သိရှိထားရတယ်ဆိုတော့ဒီလိုအချင်းတစ်ခုမှာကိုရီးယားတင်ဖက်ကပေါ့ဗျာကစားသမားစုံစုံလေးနေနဲ့လာမဲ့ပွေးစီမှာပါဝင်နေခြင်းအများကြီးရှိတဲ့အတွက်အဲ့ဒီနှစ်ပွေးမှာအမက်တေရာလဲကောင်းတွေထွက်ပေါ်နိုင်ခဲ့ပြီဆိုရင်နောက်ထပ်အစစ်တခုတက်ဖို့လာလာရှိတယ်ကိုရီးယားတင်ကပေါ့ဗျာအစစ်တွေကအတင်းနေတယ်လေအဲ့လိုဒီအမက်ကွာမှုမရှိသလိုအစစ်နဲ့အစစ်သုံးအစစ်လေး အဲ့ဒီအသင်းတွေနဲ့လည်းပဲကျွန်တော်တမက်နှမက်လောက်ပဲခေါ်တယ်။မျော်လေးရမှာပေါ့ဗျာ။လာမယ့်ပွဲစီတွေမှာချင်းနှပွဲလိုမျိုးရလက်ကောက်တွေပိုက်ဆိုင်နိုင်မလား။တင်ညီလေးခြေဆွဲတွေနဲ့ quality ကစားသမားတွေရဲ့တူချင်းထိုးပေါင်းမှုဆွမ်းဆောင်ရည်နဲ့အမေကန်စုလုံးမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်။လက်တလုံးမှာဆိုရင်ပေါ့ဗျာ။အာ brighton ကလည်း manchester united နဲ့တင်းတဲ့ရလဲဆိုးရနေလို့ပြောလို့ရတယ်ပြလို့ရှိရင် london forest ဆိုရင်လည်းတကယ့်ကိုဆိုးရတဲ့ဒီရာဒီ premier league ချစ်ပွဲကိုဖျက်တဲ့နေရတဲ့အချင်းတွေတခုမှာကိုရီးယားရာတဲ့အခွင့်အရေးကို လုံးဝအပိုင်နိုင်ဆုတ်ကင်ထားမှဒီပွဲစဉ်ရဲ့အမေရိကန်တို့အမေရိကန်တို့ဖြစ်သွားမှာဒီရာသီမှာဆွေးနွေးပွဲချန်ပီယံလိယူရိုပါလိပြီးလို့ချင်းကာရာဘောင်းအဲ့ဒီပွဲစဉ်တွေကလည်းလုံးဝကစားဖို့စီစဉ်မရှိတဲ့အတွက်ပရီးမီးယားလိတစ်ခုကိုယူနေတဲ့အသင်းကအာယုံဆိုင်နိုင်ခဲ့မယ်ဆိုရင်ကစားသမားတွေရဲ့ဆွဲဆောင်ရည်နေပြအန်မွန်ရဲ့နီစီဒီပိုက်ကစားခွက်တွေအမေရိကန်ဆုံးအသင်းနဲ့အဝင်ခွင့်ကြဖြစ်တော့ခဲ့မယ်ဆိုရင်လာမယ့်ဥရောပလိုက်ဝင်ခွင့်တစ်ခုကိုကျွန်တော်ယာချီတော့ဖို့ ညွန်လေးရမှာပေါ့ဗျာဒါကအသိမှရှိနေတဲ့ကစားသမားတွေရောတာဝန်ရှိသူတွေရောနေပြတွေရောအကုန်လုံးကတိုင်ပင်ကြီးနဲ့ကျွန်တော်တို့ဆီလူမှုချိမိဆိုရင်တော့ဒီလိုမျိုးရာလက်တွေကိုကျွန်တော်တို့ရရှိမှာပေါ့ဗျာဆိုတော့စာသမားတို့ရဲ့ဒီကနေ့ဗီဒီယိုလေးကတော့မန်ချက်စတာအုံနေတဲ့အစ်နေနဲ့လာမင်းပရီးမီးယားလိပွေးစဉ်နှစ်ဖွေးဖြစ်တဲ့ Brighton နဲ့ပွေးစဉ်ရဲ့ပြီးလို့ရှိရင် Notre Dame နဲ့ပွေးစဉ်တွေမှာဆိုရင်ဘလို့အခြေအနေထုတ်ပါမလဲဒီ၃တင်းကြမှာကွာဟောင်းမှုတွေဘလို့ရှိလဲဆိုတော့ကျွန်တော်တို့ဒီဆွေးနွေးတော့ကြတာဖြစ်ပါတယ်ညီကူတို့အနေနဲ့ကောအဲ့ဒီနှစ်ပွေးမှာ ျွန်တော်အမဲတွေယူနိုင်မလားရလက်တွေကောင်းမွန်မှုရှိမလားဆိုတာဆွေးနွေးပေးကြပါအောင်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်း message ဆောင်နေတဲ့တင်းတဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိလေစူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက် channel လေးကို subscribe မနေရသေးဘူးဆိုရင် subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများကျေးဇူးပါတယ်အားလုံးပဲ okay ပါ